ကျမအခုပြောပြပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကျမတို့ပူပင်သောကားတွေကိုပွေဖတ်ပြီးတော့မထားမိပါခြင်းနဲ့ဘာဖြစ်လို့အဲ့ဒီစကားလေးကိုပြောရလဲဆိုလို့ရှိရင်ကျမတို့ရဲ့မိသားစုတွေရဲ့ဘာမှပဲဖြစ်ဖြစ်ကျမတို့ရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းမှာပဲဖြစ်ဖြစ်လူတစ်ယောက်ကပူပင်သောကားတွေနဲ့ပြင်းထန်နေပြီးစိတ်မရှမ်းမြေ့မှုတွေနဲ့ပြင်းထန်နေပြီးဆိုလို့ရှိရင်အနီးအနားမှာရှိတဲ့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းနေလို့မကောင်းတော့ဘူး เนาะဟိုအိမ်တော်ဦးစီးဆိုရင်ပို့ဆိုးတာပေါ့เนาะအိမ်တော်အိမ်တော်ဦးစီးဆိုလို့ရှိရင်သူကပူပင်တော့ခါရရောက်နေပြီဖြာပါတာတွေညားနေပြီဆိုလို့ရှိရင်သူမျက်နာကိုကြည့်ပြီးတော့နေရတဲ့ကြံတဲ့သူတွေအကုန်လုံးဟာလေစက်တိုက်စက်တိုက်စက်တိုက်เนาะသူကနေပြီးတော့ဆက်သွားတာလုံးဝဟိုနေလို့မကောင်းစိတ်ကလေးတိုင်းကြည်နေကြည်လိုက်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းตายရတယ် ်ပြောသမျှလည်းအဆင်ပြေတယ်လုံသမျှလည်းအဆင်ပြေတယ်စိတ်ညစ်ညူးပြီးတော့လုံရတဲ့အလုံနဲ့ပျော်ရွှင်ပြီးတော့လုံရတဲ့အလုံနော်တိုးတက်တာချင်းလည်းမတူဘူးအဆင်ပြေချင်းလည်းမတူဘူးအောင်မြင်တာချင်းလည်းမတူဘူးနော်ကိုကြောင့်သူတပါစိတ်မညစ်အောင်စိတ်မစင်ရဲအောင်ဆိုရာဒီထက်ကိုကိုတိုင်းနော်ဒီစိတ်ကြီးကိုကိုယ့်ရဲ့စိတ်ထဲမှာထည့်ထားလို့ရှိရင်ဘယ်လိုခံစားရလဲကို ဒီဟာကြီးကိုခံစားနေရတာရောတန်ရဲ့လားအဲ့ဒီလိုမျိုးပြဿနာရဲ့အရင်အမြစ်ကိုတေရှာရှာတွေ့အောင်စ조사ပြီးတော့အဲ့ဒီပြဿနာရဲ့အရင်အမြစ်ကြီးကိုကိုယ့်ရဲ့စိတ်ထဲကနေပြီးတော့ရှင်းထုတ်လိုက်ဖို့အတွက်အရန်နဲ့အရေးကြီးတယ်ဘာဖြစ်လို့ဆိုတော့ဥပမာပေါ့နော်လင်မယားနှစ်ယောက်ရှိရဲ့နော်လင်မယားချင်းကတော့ကစားဖြစ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီတရက်လုံးကလည်းနေလို့မကောင်း နော်သူနဲ့ကိုနဲ့စကားပြန်ပြီးတော့မပြောမရှင်းသူနဲ့ကိုနဲ့ပြန်ပြီးတော့အစင်မပြေမရှင်းနော်အဲ့ဒီအချိန်ကာလတွေအကုန်လုံးကလေဟိုတုံဖုံပြီးတော့မှုန်တိုင်းတွေထန်ပြီးတော့လုံးဝနေလို့မကောင်းသူလည်းနေလို့မကောင်းကိုလည်းနေလို့မကောင်းဟုတ်တယ်နော်အဲ့ဒီတော့အဲ့ဒီလိုအချိန်တွေအရင်နဲ့ကြာလာလို့ရှိရင်ဘာဖြစ်လာမလို့ဆိုတော့အကုန်လုံးလူမှုရေးလည်းထိခိုက်တယ်စီးပွားရေးလည်းထိခိုက်တယ်နော်ကိုယ့်ရဲ့အိမ်တော်ရေးလည်းထိခိုက်တယ် အဲ့ဒီအပြင်ကိုမိသားစုအရေးမိသားစုအရေးဆိုတော့ကိုယ့်ရဲ့ကလေးတွေကိုယ့်ရဲ့အဝန်းအဝိုင်းလေးလည်းထိခိုက်တယ်အဲ့ဒီတော့ဘာပဲဖြစ်ဖြစ်ကိုကကိုဖြစ်နေတဲ့ကိုစိတ်နှုတ်အမှုအရာသုံးပါးလုံးကိုတတိထားပြီးတော့ငါဘာဖြစ်နေလဲဆိုတာကိုတေချာတွေးဒီပြဿနာရဲ့အရင်အမြစ်တစ်ခုဟာဘာကြောင့်ဖြစ်တာလဲဆိုတာကိုတေချာရှာပြီးတော့အရေးကြီးတယ်အရေးမကြီးဘူးဆိုတာကိုကိုပိုင်းဆုံးဖြတ်ချက်နဲ့သုံးသပ်ပြီးတော့ ရှက်ရှင်းပြင်ဖို့လိုတယ်အဲ့ဒီဟာကြီးကိုအဲ့ဒီပုံပြင်တော့ကတွေစိုးရင်ကြောင်ကြားစိတ်တွေကိုတဲ့ပိုးပြီးတော့နေလဲ24နာရီတရက်ကိုဖြတ်တန်းရမှာပဲပေါ့ပေါ့ပါပါနဲ့တော့ကောင်းကောင်းမွန်မွန်လေးဖြတ်တန်းလဲဆိုလို့ရှိရင်လဲ24နာရီကိုဖြတ်တန်းရတာပဲ24နာရီဖြတ်တန်းရခြင်းအတူတူကျမတို့ဘာဖြစ်လို့ကိုကိုကိုဆွဲရှာမဲ့အလေးအပင်တွေကိုဆွဲထားပြီးတော့ဖြတ်တန်းပါလေဟုတ်တယ်မလားအဲ့တော့ အဆင်မပြေရရှိရင်ညှိယူလို့ရတယ်အိမ်တော်ရေးမှလည်းညှိယူလို့ရတယ်တာသမီရေးမှလည်းညှိယူလို့ရတယ်စီးပွားရေးမှလည်းညှိယူလို့ရတယ်အကုန်လုံးလောကကြီးမှာဖြည့်ရှင်းလို့မရတဲ့ပြဿနာဆိုတာမရှိဘူးရှောင်ပြေးရှင်လို့သာဖြည့်ရှင်းလို့မရဘူးဆိုတာ၄ဖြစ်လာတာအဲ့တော့ပြဿနာတစ်ခုဖြစ်လာပြီဆိုလို့ရှိရင်တဲ့တဲ့ရင်ဆိုင်ပြီးတော့ဖြည့်ရှင်းလိုက်ဖြည့်ရှင်းပြီးပြီဆိုလို့ရှိရင်အဲ့ဒီပြဿနာကိုအဲ့ဒီမှာပဲထားခဲ့ထပ်ပြီးတော့မတည်လာနဲ့အဲ့ဟာမှသာဘဝဟာနေပျော်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်ဒါကလေတနေ့တနေ့ဟို သတိမပြုမိပဲနဲ့ကိုယ့်ရဲ့စိတ်ကိုအလိုလိုက်မိတာပေါ့နော်ငါစိတ်ညစ်တယ်ဆိုရင်အဲ့ဒီစိတ်ညစ်တဲ့နောက်ကြီးကိုပဲလိုက်သွားတာစိတ်ပျော်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးကိုပြန်မတွေးနိုင်တဲ့လူတွေပြန်မတွေးနိုင်တဲ့ပြဿနာတွေအများကြီးတွေ့နေရလို့ပြောပြတာပါရှင်ကျေးဇူးများကြီးတင်ပါတယ်